ကဲဆုံးဖြတ်ချက်တစ်ခုခုကြားရမယ်ဆိုတိုင်းအထူးသဖြင့်ပိတ်ဆက်တဲ့ပတ်သက်လာရင်ပေါ့လေကိုခေါင်းထဲမှာတိုက်ပွဲတစ်ခုလောက်ဖြစ်နေတယ်လို့မျိုးခန်းစားဖို့ကြာမှာပါဟုတ်တယ်မလားတစ်ဖက်မှာတော့ယွတ်တီကြကြအတွက်ချက်နေတဲ့စိတ်နောက်တစ်ဖက်မှာကျတော့စိုးရင်စိတ်တွေလောဘစိတ်တွေကဲဒီနေ့မှာတော့လေအောင်မီလေး trader တယောက်ဖြစ်ဖို့အတွက်အရေးကြီးဆုံးလို့ပြောရမယ်အဲ့လေအတွင်းစိတ်တိုက်ပွဲအကြောင်းကိုပဲအတူတူလေ့လာကြည့်ကြအောင်음ဒါက trader တော်တော်များများကြုံဖူးနေကြမေးခွန်းတစ်ခုပါပဲစဉ်းစားကြည့်ရင် ကိုကစာရီလည်းဖတ်ထားတယ်လိလာမှုတွေလည်းလုပ်ထားတယ်ဈေးကွက်ကိုခွဲချမ်းစိတ်ဖျားတာလည်းတတ်တယ်ဒါပေမဲ့တကယ်လက်တွေ့မှာဖိအားတွေများလာပြီဆိုရင်ကိုတိထားတာတွေနဲ့ပြောင်းပြန်နေဘာလို့တော်လုံးမိကြလဲအဲ့လာကညံရင်နဲ့ဘောင်းမမဆိုင်ပါဘူးဘာကြောင့်လဲဆိုတာကိုစက်ပြီးကြည့်လိုက်ရအောင်ဒီစကားကအဖြေကိုတဲတဲ့ပဲထောက်ပြနေတာပါဈေးကွက်ထမ်းမှာအောင်မြင်မှုဆိုတာကလည်းတင်ချတော်ယုံစာတော်ယုံထက်အများကြီးပို့လို့ပါလေအဓိကကဘာလဲဆိုတော့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုဘလော့နားလေလေဘလော့ထိထိန်ချုပ်နိုင်လေဆိုရဲ emotional intelligence ပါပဲအဲ့ဒါကပို့ပြီးတော့အရေးကြီးနေတယ်ပြောရရင်တော်ရာနဲ့စိတ်တည်ငြိမ်တာကတခြားစီပဲကဲပထမဆုံးအပိုင်းနဲ့ ਨੇ trader's paradox ဒါမှမဟုတ် trader တယောက်ရဲ့ရှင်းတော့မညီမှုဆိုတာကိုယဉ်ကြည့်ကြရအောင်ဒါကဘာကိုပြောချင်တာလဲဆိုတော့တော်တော်ထက်မြက်ပြီး view ဟာကြားတဲ့ trader တွေတောင်မှပေါ့ဗျာသူတို့ရဲ့စိတ်ခံစားမှုဆိုရဲအားနည်းချက်လေးတခုကြောင့် ဘလိုမျိုးတွေမောင်းဝန်လိုက်လဲဆိုတာကိုပြောတာဆိုတော့ကဦးနှောင်းနဲ့ဆုံးဖြတ်ရမယ့်နေရာမှာနှလုံးသားကဝင်ပြီးတော့စကားပြောသွားတဲ့အခါမျိုးပေါ့ဒီတိုက်ပွဲကိုရှင်းအောင်ပြောရရင်ကျွန်တော်တို့လူတိုင်းမှာစိတ်နှခုရှိရလူမြင်ကြည့်လိုက်ပါဦးခေါင်းကစီကန်ကြီးရဲ့ trader သူကအစီအစဉ်အတိုင်းပဲသွားတယ် risk ကိုသေချာသွားတယ် UD ကြီးကြပဲဆုံးဖြတ်တယ်အဲနှလုံးသားကကြတော့စိတ်အယံလူရှားတဲ့ trader သူကလောဘလည်းကြီးရဲ့ကြောက်စိတ်လည်းများတယ်ချက်ချင်းကြီးချမ်းသာချင်နေတာ အဲ့တော့အောင်မြင်တဲ့ trading ဆိုတာကတကယ်တော့ဒီစိတ်နှခုကြားကဆက်ဆံရေးကိုကောင်းကောင်းမွန်မွန်စီမံခန့်ခွဲနိုင်တာပါပဲဒါပေမဲ့ခဏလေးဒီဥကောင်းနဲ့နှလုံးသားဆိုတာကတင်စားပြီးပြောနေတာထက်ပိုပါတယ်နော်ဒါကကျွန်တော်တို့ဥနောက်ရဲ့တကယ်ဖွဲ့စည်းပုံထဲမှာကိုနည်းနည်းရှိုင်းရှိုင်းအမြင့်တွယ်နေတဲ့ကိစ္စပါပြောရရင်ကျွန်တော်တို့မှာတကယ်ကိုပဲစိတ်နှစ်ခုအလုံးလုံးနေတဲ့ဥနောက်တစ်ခုတည်းရှိနေတာပါဒီမှာကြည့်လိုက်ရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်ကျွန်တော်တို့ရဲ့ဘဲဘဲဥနောက်အဲ့ဒါကဥဟောင်းပေါ့ ူကယွတ်တိကြရတယ်အချက်အလက်တွေကိုခွဲခြားစိတ်ဖျားတယ်အရာအလုံးကိုအချိန်နဲ့စည်းကမ်းပေါင်တဲ့နေပဲကြည့်တယ်ဒါက trading plan ဆိုတဲ့အပိုင်းပေါ့အဲ့ဒီတော့ညာဘက်ဦးနောက်နှလုံးသားကကျတော့အလုံးဝကိုပြောင်းမြန်မယ်သူကစိတ်ခံစားမှုတွေအတွင်းစိတ်တွေကိုယ်ပိုင်ခံစားချက်တွေပေါ်မှာပဲမူတည်တယ်ဥပမာဈေးခွက်ကကိုထင်ထားသလိုမဖြစ်လာတဲ့အခါရုတ်တရက်ကြီးကြောက်စိတ်ဝင်လာတာမျိုးအဲ့ဒါတွေကဒီညာဘက်ဦးနောက်ရန်တွေလာတာပဲဟုတ်ပြီဒါဆိုဒီစိတ်နှစ်ခုကဘလို့အလုံးလောက်ကြလဲ ပုံမှန်စိတ်တည်ငြိမ်နေတဲ့အချိန်မှာတော့ serotonin ဆိုတဲ့ဓာတုပစ္စည်းလေးကအတွင်းရိပ်မှုတယောက်လိုမျိုးအလုံးလုံးပေးတယ်။သူကပါလို့ပေးလဲဆိုတော့ကျွန်တော်တို့ရဲ့ UT ကြတဲ့ behavior ဥနှုတ်ထေကအချက်လက်ထေ plan တွေကိုတည်တည်ချာချာတွားယူပေးတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ကတိတိငိမ့်နေတဲ့မမှန်ကန်ကန်ဆုံးပြချက်တွေချနိုင်တာပေါ့။ဒါပေမဲ့ပြဿနာကအဲ့ဒီမှာစတာဒီအတွင်းရိပ်မှုကအမြဲတမ်းအလုံးမလုပ်ဘူးဗျာ။ အခုကျွန်တော်တို့ရဲ့တည်ငြိမ်တဲ့ဆွမ်းဖက်ချက်ချနိုင်စွမ်းကိုလုံးဝရပ်တန့်သွားစေတဲ့အဓိကဖြစ်ရဆိုးကြီးအကြောင်းကိုပြောပါတော့မယ်။ဒါကတော့စိတ်ခံစားမှုလွမ်းမှုချင်းပါ။ Trader တယောက်ရဲ့အကြီးအမားဆုံးရည်သူကဒီနေရာကနေစတင်တာပါ။ဒီကိစ္စရဲ့အားလုံးပဲခဏနေစတာလဲဆိုတော့ချင်းချောင်းမှုတစ်ခုကိုခံစားလိုက်ရတဲ့အချင်းကနေပဲ Trader တွေရတော့တော့အဲ့ဒီချင်းချောင်းမှုဆိုတာကပိုက်ဆံအများကြီးရှုံးတော့မယ်ဆိုတဲ့ကြောက်စိတ်မျိုးဒါမှမဟုတ်ခွင့်ရကောက်တစ်ခုလက်လွတ်တော့မယ်ဆိုတဲ့လောဘစိတ်မျိုးဖြစ်နိုင်တယ် ဲ့ဒီလိုခံစားလိုက်ရပြီဆိုတာနဲ့ဦးနောက်ထဲမှာဇီဝကမဆိုင်ရာပြောင်းလဲမှုကြီးတစ်ခုချက်ချင်းကိုဖြစ်လာတော့တာပဲဒီဖြစ်စဉ်ကအဆင့်၄ဆင့်နဲ့တော်တော်များများဖြစ်သွားတာကဲကြည့်အောင်ပထမဆုံးအဆင့်1ကြောက်စိတ်လိုမျိုးချင်းချော်မှုတစ်ခုကိုခံစားလိုက်ရတယ်အဲ့ဒီမှာတဲ့ချက်ချင်းပဲအဆင့်2ယုတီကြတဲ့ဘဲဘဲဦးနောက်စီသွားတဲ့လမ်းကြောင်းကကျင်းသွားရောအဆက်ထွက်ပြတ်သွားတယ်လို့ပဲပြီးတော့အဆင့်3ကျွန်တော်ရဲ့ serotonin နဲ့အတွင်းရေမှုကလမ်းကြောင်းလဲပြီးစိတ်ခံစားမှုတွေကြီးစိုးတဲ့ညာဘက်ဦးနှောက်စီကိုရောက်သွားတယ် ဲ့တော့နောက်ဆုံးအဆင့်4မှာပါဖြစ်လဲအကျိုးဆက်ကထွက်လာပြီပေါ့စိတ်ခံစားမှုကအကုန်လုံးကိုထိန်းချုပ်သွားပြီးတော့ယုတိကြတဲ့စိတ်ကလုံးဝကိုအတန်းတိတ်တော်တော့တာပဲဒီအချိန်နဲ့ဘလောက်တောင်ပြင်းထန်လဲဆိုတော့ဒီစကားကအကောင်းဆုံးပေါ်ပြရတယ်။သူတော့မဟုတ်သူမဟာရာရင်ယူတက်သွားတယ်လို့တော့မယူနိုင်ပါတဲ့။နားတောင်ကြည့်ရပြင်းတယ်လို့ထင်ရပေမဲ့တစ်ချက်လောက်ပြင်စင်းစားကြည့်ပါ။အဲ့လိုစိတ်ခံစားမှုတွေရမ်းမိုးနေတဲ့အချိန်မှာခြားခဲ့တဲ့ဆုံးဖြတ်ချက်တွေလေ။အဲ့ဒီအချိန်တော့ကိုကတကယ်ခုန်နေတူနေသေးလို့လား။ကဲလက်တွေ့ဥပမာတစ်ခုကြည့်လိုက်အောင်။ trader တယောက်ကခန်းစားချက်အတိုင်းပဲ plan မရှိပါမရှိနဲ့ trip တစ်ခုဝင်ချလိုက်တယ်။ဈေးကွက်ကသူထင်သလိုမဖြစ်ပဲပြောင်းမြန်သွားရော။အဲမှာအရင်ကရှုံးခဲ့ဖူးတဲ့ကြောက်စိတ်တွေကပြန်ဝင်လာပြီး emotional hijacking ဖြစ်သွားတာပေါ့။သူလည်းချစ်ချင်းပဲအရှုံးနဲ့ရောင်းချပြလိုက်တယ်။ဒါပေမဲ့အဲ့နောက်မှာပါဆက်ဖြစ်လဲဆိုတော့ဈေးကွက်ကသူဝင်ခဲ့တဲ့လာရာတိုင်းပြန်တက်သွားပါလိမ့်ရော။ဆိုတော့သူ့ရဲ့မူလခံမှန်းချက်ကမန်နီရဲ့သားနဲ့ကြောက်စိတ်တစ်ခုတည်းကြောင့်ပဲရှုံးသွားခဲ့ရတာ။ โอเคပြဿနာကတော့အလုံးနားလေလောက်ပြီးထင်တယ်အဲ့တော့ထိန်းချုပ်မှုကိုဘယ်လိုပြန်ရယူမလဲအခုကျွန်တော်ရဲ့ယုတိကျတဲ့စိတ်ကိုရင်မောင်းသူနေရာမှာပြန်ထားနိုင်ဖို့အတွက်ရှင်းလင်းပြီးလက်တွေ့ကျတဲ့သဘောတူညီချက်ခုနှစ်ချက်ကိုလေ့လာကြည့်ကြမယ်ဟုတ်ကဲ့အဲ့ဒီသဘောတူညီချက်ခုနှစ်ချက်ရှိပါတယ်ဒါတွေကတကယ်တော့ကိုကိုကိုနဲ့ဖြုတ်လို့ရမယ်ဂတိကဝတ်တူပဲစိတ်ပိုင်ဆိုင်ရာကြံ့ခိုင်မှုကိုတိဆောက်ပေးမယ့်အရာတွေပေါ့ကဲပထမဆုံးဒီခုကတော့နံပါတ်၁ကတော့အောင်မြင်မဲ့အဖြူသဘောဆောင်တဲ့အတွေးတွေကိုပဲတွေးဖို့ပါ ဒါကနားထောင်တော့ပေါ်ပေါ်လေးလို့ပဲပဲနော်ဒါပေမဲ့ဦးနောက်ဆိုတာကကိုမြင်အောင်နေတဲ့အရာကိုလက်တွေ့ဖြစ်လာအောင်ကျူးဖားပစ်တတ်တယ်ဆိုတော့ trade မလုပ်ခင်မှာအောင်မြင်မှုကိုစိတ်ကူးထဲမှာပုံဖော်လက်တာကယုံကြည်မှုကိုတိဆောက်ပေးတယ်လို့ကြောက်စိတ်ကိုလည်းယော့ကျစေပါတယ်နံပါတ်ကတော့ keep it simple ရိုးရှင်းအောင်ထားဖို့ပါပဲအရာရှုပ်ထွေးတဲ့ strategy တွေကဖိအားများလာတဲ့အခါမှာလိုက်နာဖို့တကယ်ခက်ပါပဲရှင်းရှင်းလင်းလင်းနဲ့ရိုးရိုးလေးအစီအစဉ်တစ်ခုကထား စစ်ခံစားမှုတွေဝင်လာတဲ့အချိန်မှာတော့လာမမအောင် ထိမ့်ပေးနိုင်မှာပါသဘောတူညီချက်နံပါတ်၃ကိုကိုကိုအမြဲတမ်းပညာဖြစ်နေဖို့ပါဒါတာဈေးကွက်အကြောင်းလိမ့်လာတာကိုလည်းကိုပြောတာမဟုတ်ဘူးနော်ကိုရဲ့စိတ်ခံစားမှုကိုဘာတွေကလာလာဆွဲတက်လဲဘလို့အချိန်ဒီမှာစိတ်လှောက်ရှားလွယ်လဲဆိုတာမျိုးတွေကိုပါနားလည်အောင်လေ့လာရမှာပါနံပါတ်၄ကတော့မကောင်းတဲ့အယောင်းဝယ်အကျင့်တခုကိုကောင်းတဲ့တခုနဲ့အစားထိုးဖို့ပါပဲ။ထူးချွန်းတဲ့ဆိုတာကတခါရင်နဲ့ဖြစ်လာတာမှမဟုတ်တာ။အကျင့်တခုလို့တည်ဆောက်ရတာပါ။ဥပမာ စစ်လုချလာရင်ချက်ချင်းရောင်းပေးတတ်တဲ့အကျင့်ဆိုးအစားအစီအစဉ်ကိုတစ်ချက်ပြန်စစ်ဆေးလိုက်တဲ့အကျင့်ကောင်းလေးကိုမွေးမြူရပါမယ်။နံပါတ်၅ဘဲရာကိုမှပုကုရေးရမှာမှတ်ယူပါနဲ့။ဈေးခွက်ကပတိကိုမှတမင်တကဒုက္ခပေးနေတာမဟုတ်ပါဘူး။ကိုယ့်ရဲ့ပန်းတိုင်နဲ့အစီအစဉ်ပေါ်မှာပဲအာရုံစိုက်ထားရမယ်။ဈေးခွက်ရဲ့အတက်အကြအတိုင်းကိုကိုယ့်ရဲ့တန်ဖိုးနဲ့တော်မတိုင်းတာပါနဲ့။နံပါတ်၆ကတော့ဘာကိုမှကျွတ်တင်ပြီးတော့တတိချကြီးမယူဆထားဖို့ပါပဲ။ဈေးခွက်ကဒီလိုပဲဖြစ်ရမယ်လို့ယူဆထားလိုက်တဲ့အထား တကယ်လို့အဲ့ဒီအတိုင်းမဖြစ်လာရင်စိတ်ပြက်ပြီး emotional hijacking ဖြစ်ဖို့ကတအားလွယ်သွားတော့အဲ့တော့ဖြစ်လာနိုင်ခြေတူကိုပဲပြင်ဆင်ထားတာအကောင်ဆုံးပါကဲနောက်ဆုံးနမခဏိကတော့အကောင်ဆုံးလို့ပါ အမားလုံးမင်းဝန်ခံပြီးရှေ့ဆက်ပါတာဝန်ယူမှုကအရန်အရေးကြီးပါတယ်အမားတန်းကသင်္ကန်းစာပဲလေအမားကိုလက်ခံတယ်ပြီးတော့ရှေ့ဆက်တယ်အဲ့ဒါကမှရေရှည်အောင်မြင်မှုရဲ့တော့ချက်အစ်စ်မှန်ထူပါတယ်ဒီအချားလုံးကိုဒီစကားလေးတစ်ခွန်းနဲ့ညီကုန်းချိုးလို့ရပါတယ်ကံကြမ္မာဆိုတာ မတော်တဆဖြစ်လာတာမဟုတ်ဘူးရွေးချယ်မှုရဲ့ရလဖြစ်တယ်တဲ့ဟုတ်တယ်စစ်ကောက်ကိုတော့ကျွန်တော်တို့ထိန်းချုပ်လို့မရဘူးဒါမဲ့ကျွန်တော်တို့ရဲ့တုံ့ပြန်ပုံစီကံနဲ့ရွေးချယ်မှုတွေကိုတော့အပြည့်အဝထိန်းချုပ်နိုင်ပါတယ်ကဲဒီနေ့တင်ဆက်မှုကိုတော့ကိုကိုကိုပြန်မေးကြည့်ရမယ်မေးဟုံးလေးတစ်ခုနဲ့အဆုံးသတ်လိုက်ခြင်းပါတယ်ပြားရည်အရမ်းများလာတဲ့အချိန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရတဲ့အချိန်မှာတကယ်တမ်းဘသူကထိန်းချုပ်သွားတယ်လဲယူတီချက်တဲ့ဥခေါင်းလားဒါမှမဟုတ်စိတ်ခံစားမှုပြင်းထန်တဲ့နှလုံးသားလား အဲ့ဒီအဖြေကပဲတယောက်ချင်းစီရဲ့အောင်မြင်မှုကို ဆုံးဖြတ်ပေးသွားမှာပါဟိုးဟိုး